ားလုံးမင်္ဂလာပါ Knowledge Man Channel ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့ကျွန်တော်မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့တင်မောရွက်ကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းပဲဖြစ်ပါတယ်တင်မောရွက်ကဆေးရွက်ဝင်တယ်ဆိုတာကိုသိရှိပြီးသားလူတွေလည်းရှိကြမှာပါတင်မောရွက်နုနုလေးတွေကိုဒီနေ့ပြောပြီးအတုံးမြုံအနေနဲ့စားသုံးလေးရှိကြသလိုတောက်စားရပဲဖြစ်ဖြစ်လက်ဖက်နဲ့စားရပဲဖြစ်ဖြစ်စားသုံးလေးရှိကြပါတယ်တင်မောရမှာအာဟာရဓာတ်တွေကြော်ဝါစွာပါဝင်နေသလိုဓာတ်တို့စက်ကျင်ပစ္စည်းတွေလည်းကြော်ဝါပါတယ် မော်ရဲကိုစားသုံးလို့ရသလိုကျွန်တော်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက်လည်းအသုံးပြုလို့ရနေပါတယ်။ဒါကြောင့်တဲမော်ရဲဟာဘလို့နေရာတွေမှာအသုံးဝင်ပြီးတော့ဘလို့ဆေးဘက်ဝင်လဲဆိုတာကိုကျွန်တော်တို့တွေလေ့လာကြည့်ကြရအောင်။နံပါတ်၁ကင်ဆာယောဂါကိုကောက်ွယ်ပေးခြင်းတဲမော်ရဲမှာပါတဲ့အင်ဇိုင်းဟာကင်ဆာဖြစ်ပေါ်နိုင်ခြေကိုကောက်ွယ်ပေးနိုင်ပြီးတော့အသေးကင်ဆာ၊အဆုတ်ကင်ဆာ၊ရင်သားကင်ဆာ၊တိုင်ခေါင်းကင်ဆာ၊ပန်ကလီးယားကင်ဆာနဲ့သွေးကြောကင်ဆာဖြစ်ပေါ်မှုကိုဟန့်တာပေးနိုင်စွမ်းရှိပါတယ်။ ။ MOR ဟာရောင်ရမ်းခြင်းနဲ့ဓာတုဈေးတွေကြောင့်ဘေးထွက်ဆိုးကျိုးမဖြစ်စေဖို့အတွက်ကူညီပေးနိုင်ပါတယ်။အကျဉ်းကြီးထောင်မှုကနေဖြစ်ပေါ်လာတဲ့ရင်သားကင်ဆာ၊အသည်းကင်ဆာ၊အဆုတ်ကင်ဆာစတဲ့ကင်ဆာရောဂါတွေကို MOR ရင်းနှီးချမ်းကိုတာတုံချင်းဖြင့်ပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ်။ကင်ဆာရောဂါသည်တွေအနေနဲ့တင်မောရရင်နေချမ်းကိုတတ်တုံပေးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တင်မောပင်အဖို့ပင်ရဲ့အရွက်ကိုထုထောင်ပေးပြီးအရင်ညှစ်ယူပြီးတော့ရလာတဲ့တင်မောရတက်တူးရည်ကိုတနည်းကိုလက်ဖက်ရဲ့အကြမ်းပကန့်လုံး တစ်ခွက်ကနေနှစ်ခွက်အထိပုံမှန်တောက်တုံပေးခြင်းအဖြစ်ကင်ဆာရောဂါကိုတသက်ပြောက်ကင်းစေနိုင်တယ်လို့သိရပါတယ်။နံပါတ်နဲ့အသည်းကိုကျန်းမာစေခြင်းအသည်းကိုသက်ဆင့်ပေးခြင်းဟာအသည်းထိခိုက်နိုင်ခြေကိုတိတိတတ်တရောကြားစေနိုင်ပါတယ်။အသည်းကိုသက်ဆင့်ပေးနိုင်တဲ့သဘောပစ္စည်းအများအပြားထဲမှာသင်္ဘောရက်ကလည်းတစ်မျိုးပါဝင်ဖြစ်ပါတယ်။သင်္ဘောရက်ဟာကိုလက်စတောကိုနှိပ်ကြားစေပြီးသွေးကိုသက်ဆင့်ပေးနိုင်ပါတယ်။ကိုလက်စတောနှိပ်ကြားခြင်းကြောင့်ခန္ဓာကိုယ်အတွင်းကအဆီကိုရော့နယ်စေပြီးတော့ အသက်ရောဂါဖြစ်ပွားမှုကိုကောက်ွယ်ပေးနိုင်ပါတယ်။ဒါကြောင့်အသက်ကိုကျန်းမာစေပြီးအသက်ရောဂါဖြစ်ပွားခြင်းမှာကောက်ွယ်နိုင်ဖို့အတွက်တဘာဝဆေးဘဝင်အစားအစာတစ်ခုဖြစ်တဲ့သင်္ဘောရက်ကိုစားသုံးပေးလို့ရပါတယ်။သင်္ဘောရက်ဟာအသက်ရောဂါဖြစ်ပွားခြင်းမှာကောက်ွယ်ပေးနိုင်တယ်လို့ကုသရမှာလည်းအသုံးပြုနိုင်ပါတယ်။သင်္ဘောရက်ဟာနတ်သားရှိအသက်ရောဂါတွေကိုကုသပေးနိုင်ပြီးအသက်ရောင်ခြင်းအသက်၆ချင်းတွေအတွက်သင်္ဘောရက်ကိုကြိတ်ချပြီးရလာတဲ့သင်္ဘောရက်တတူရီကိုတတ်တုံပေးခြင်းဖြင့် အသက်နဲ့ပတ်သက်တဲ့ယောဂတွေကိုတက်တာစေနိုင်တယ်လို့သိရပါတယ်။နံပါတ်3အစာကျေစီခြင်းတင်မောရဲမှာအင်ဇိုင်းတွေပါဝင်တာကြောင့်ဝမ်းချုပ်ခြင်းကိုကောက်ွယ်ပေးပြီးအစာကျေစနစ်ကိုကျန်းမာစေနိုင်ပါတယ်။အစာအိမ်အရှိသူတွေအတွက်လည်းသိတော့ပါတယ်။နာကျင်ရံရမ်းမှုကိုကျော့ပါတက်တာစေနိုင်တာကြောင့်အစာအိမ်နဲ့ဥမကြီးရံရမ်းခြင်းကိုလည်းတက်တာစေပါတယ်။ဒီနေ့ကိုတင်မောရဲရင်နေချက်နှစ်ချိန်ကနေသုံးချိန်တောက်သုံးပေးခြင်းဖြင့်အဆိုပါယောဂတွေကိုတက်တာစေနိုင်တယ်လို့သိရပါတယ်။ နံပါတ်၄အသားရည်ကိုကျန်းမာစေခြင်းသင်္ဘောရမှာဗီတာမင် C နဲ့ဗီတာမင် A ကြော်ဝါးစွာပါဝင်တာကြောင့်အရည်ပြားကိုကျန်းမာစေပါတယ်အရည်ပြားမှာရှိတဲ့အဆိပ်တားတွေကိုသတ်ဆင်ပေးနိုင်ပြီးတော့ဝက်ချံတင်းတိတ်မှတ်ချောက်တွေကိုလည်းပျောက်ကင်းစေနိုင်ပါတယ်နေလန်းထားတဲ့သင်္ဘောရချောက်ကိုအမုတ်ဖြစ်အောင်ကျိတ်ပေးပြီးသတ်ဆင်တဲ့ရည်နဲ့ရောဆက်ပေးပြီးရင်မျက်နှာတစ်ပြင်လုံးလင်းပေးခြင်းဖြင့်အသားရည်ကိုဝင်လဲဆုပ်ပြေစေပါတယ်မျက်နှာပေါ်မှာဖြစ်ပေါ်နေတဲ့အပူပိတ်တွေအရည်ပြားပေါ်ကယာနာတွေနဲ့ ဝက်ချံအမျိုးမျိုးကိုလည်းတတ်တာပြောက်ကင်းစေပါတယ်။ဓာတ်တို့စကျင်အာနိသင်ကြော်ရတာရောက်အသားရည်ထိခိုက်ပျက်စီးမှုကိုလျှော့ချပေးပြီးဆဲသေးတွေကိုဖယ်ရှားပေးပါတယ်။အရေးပြားမှာဆဲသေးတွေကိုဖြစ်ပေါ်စေပြီးတော့အရွက်တင်နှုတ်ပြစေနိုင်ပါတယ်။ဝက်ချံပေါက်ခြင်းတွေအတွက်သင်းမောရဲကိုကြိတ်ပြီးရလာတဲ့အနှက်ကိုရေနှန်းငယ်နဲ့ရောဆက်ပေးပြီးဝက်ချံပြတဲ့နေရာမှာလိမ့်ပေးပြီးတော့ချောင်းထားပြီးရင်ရေနဲ့ဆေးကြောသက်ဆင်ပေးရပါမယ်။ဒီနည်းလမ်းအတိုင်းပုံမှန်လိမ့်ပေးခြင်းဖြင့် တပြည့်ပြည့်နဲ့အဝက်ချက်တွေကိုတတ်တာပြောက်ကင်းစီတယ်လို့သိရပါတယ်။နှစ်ပတ်ကသူရင်းကြားတဲ့ကိုရောချစေခြင်း။တင်မောရဲမှာစီးကျို့အတွက်ထူးခြားတဲ့အကျိုးအာဏိသင်ပါရှိပါတယ်။အင်ဆူနယ်ထုတ်လုပ်မှုကိုပုံမှန်ဖြစ်စေပြီးတော့သူရင်းကြားတဲ့ကိုထိုင်ညိပေးနိုင်စွမ်းရှိပါတယ်။အင်ဒီအောက်ဆီဂျင်တွေရဲ့အကူအညီနဲ့စီးကျို့ကြောင့်အကြောက်ကက်ပျက်စီးခြင်းအသက်ဆီဖုန်းခြင်းတွေကိုလည်းရောချစေနိုင်ပါတယ်။စီးကျို့ဝေဒနာတွေအတွက်တင်မောရဲကိုပုံမှန်စားသုံးခြင်းဖြင့် စီချိုယောဂကိုတတ်တာစင်နိုင်တယ်လို့သိရပါတယ်။နံပါတ်6အာရုံပြွားစေခြင်းတင်မောရဲကိုစားသုံးပေးခြင်းဖြင့်တင်မောရဲဟာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုဖြည့်ပေးပြီးအစိတ်အောက်တွေကိုဖယ်ရှားပေးပါတယ်။တွေးစစ်ဆင်မှုကိုကောင်းမွန်စေပြီးခန္ဓာကိုယ်ကိုအာရုံပြွားအောင်လှုပ်ဆောင်ပေးနိုင်ပါတယ်။နံပါတ်9စံသားကိုကျန်းမာစေခြင်းတေမောရကျည်ကိုဥယျာပြားမှလိမ့်ပြီးမနဲ့အနှံငယ်ထားပြီးရင်စေကျော်တက်ဆင်ပေးခြင်းအဖြစ် တင်မောရဲမှာပါတဲ့ဓာတ်တွေဟာဥယျာဉ်ပြားကိုအားဖြည့်ပေးပြီးစံသားကိုကျန်းမာတန်ဆွမ်းစေနိုင်ပါတယ်။ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်ပြီးတော့ဗမထအောင်လဲကောက်ွယ်ပေးနိုင်ပါတယ်။စံသားတွေကိုလည်းပြော့ပြောင်းစေနိုင်ပြီးတော့စံသားများကိုကြီးထွားတန်ဆွမ်းစေခြင်း၊သပင်ပါခြင်းနဲ့သပင်ကြော့ခြင်းတွေကိုလည်းတသက်စေနိုင်တယ်လို့သိရပါတယ်။နံပါတ်၈ရာသီလစဉ်နာကျင်ကိုက်ခဲမှုကိုတသက်စေခြင်းအမျိုးသမီးတွေရာသီလာတဲ့အချိန်မှာဖြစ်ပေါ်တတ်တဲ့နာကျင်မှုတွေကိုတသက်စေဖို့အတွက် တင်မောရဖြစ်ရကိုတတ်တုံပေးနိုင်ပါတယ်ပြုလုပ်နေလေးကတော့တင်မောရတရွယ်မကြီးသည့်အနှဲငယ်နဲ့စားတော့ကိုရင်နဲ့ထက်ပြုတ်ပြီးအေးခန့်ပေးပြီးရင်တတ်တုံပေးနိုင်ပါတယ်နဘက်ကိုနှဲခုယောဂါကိုတတ်တစေခြင်းရေပြားပြဿနာတစ်ခုဖြစ်တဲ့နှဲခုယောဂါအတွက်တင်မောရကိုအသုံးပြုပေးလို့ရပါတယ်တင်မောရကိုစေကျော်တက်ဆင်ပေးပြီးရင်ကြိတ်ချပြီးတော့ရလာတဲ့တင်မောရတက်တူးရေကိုနှဲခုဖြစ်နေတဲ့နေရာမှာလိမ်ပြေခြင်းဖြင့် နှင်းခုယောဂကိုတသက်ပြောက်ကင်းစေတယ်လို့သိရပါတယ်။နံပါတ်၁ဘက်တီးရီးယားများကိုတိုက်ဖျက်ပေးခြင်းအစာချေစနစ်မှာအကျိုးမပြုတဲ့ဘက်တီးရီးယားတွေများနေတာကခန္ဓာကိုယ်ကျန်းမာမှုကိုအတော်လေးထိခိုက်စေနိုင်ပါတယ်။သင်္ဘောမှာပါတဲ့ဓာတ်ပေါင်းတွေဟာခန္ဓာကိုယ်အတွင်းကအကျိုးပြုဘက်တီးရီးယားတွေရောအကျိုးမပြုတဲ့ဘက်တီးရီးယားတွေကိုပါဟန်ချက်ညီအောင်ထိညိပေးနိုင်ပါတယ်။ဥရင်းကအကျိုးပြုဘက်တီးရီးယားအရေအတွက်ကိုတိုးပွားစေပြီးတော့ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ နံပါတ်7အနာကျက်မြန့်စီခြင်းတင်မောရရေမှာပိုးများကိုတည်စီနိုင်တဲ့အစွမ်းသတ္တိနဲ့အနာကျက်မြန့်စီတဲ့အစွမ်းသတ္တိတွေပါရှိတာကြောင့်တင်မောရလက်လက်ဆက်ဆက်ကိုအရေးညှိယူပြီးအနာဘောမှာတောက်လိန်ပေးခြင်းအဖြစ်အနာကျက်မြန့်စီတယ်လို့သိရပါတယ်နံပါတ်7သွေးလွန်တောက်ခွေယောဂကိုကုသနိုင်ခြင်းတင်မောရဟာသွေးလွန်တောက်ခွေယောဂနဲ့ဆက်ဆက်တဲ့ယောဂတွေကိုကုသပေးနိုင်စွမ်းရှိတယ်လို့သိရပါတယ်ကျွန်တော်ရှင်းမပြောပြသွားတဲ့တင်မောရဖြည့်ပြုလုပ်နေကြတော့ င်မရက်ကိုရေးစင်အောင်စေးကြောတက်ဆင်ပေးပြီးရင် အနေတော်လေးလှိဖြတ်ပေးပြီးရေးနရီတာလောက်နဲ့အဖုံးမအုပ်ပဲပြုတ်ပေးရပါမယ်။ပြုတ်ပေးပြီးတဲ့အခါအရေးကိုစစ်ယူပြီးတော့အေးခန့်ပေးပြီးရင်တောက်တုံးပေးနိုင်ပါတယ်။လဲလဲဆက်ဆက်နဲ့တောက်တုံးလို့ရှိရင်ပိုကောင်းစေပြီးတော့အမြဲတမ်းမပြုတ်နိုင်ဘူးဆိုရင်တော့သုံးရက်ကနေ၄ရက်ထိရေခဲတက်တာတည်းထည့်ထားနိုင်တယ်လို့သိရပါတယ်။တင်မရက်ကိုရင်းနှီးချမ်းအနေနဲ့တောက်တုံးနည်းလေးကတော့တင်မရက်ကိုအရေးထံမှာ၆လှမ်းပေးပြီးတော့ရင်းနှီးတဲ့ခတ်တောက်ပေးနိုင်ပါတယ်။ တင်မောရဟာကောင်းကျိုးများစွာပေးဆွမ်းနိုင်ပေမဲ့သတိပြုမယ့်အချက်လေးတွေလည်းရှိနေပါတယ်။တင်မောရကိုအလွန်ကျွံစားသုံးခြင်းနဲ့အလွန်ကျွံအသုံးပြုခြင်းကနေရှောင်ရှားမှာဖြစ်ပါတယ်။ကွန်ဆာမိခင်ရဲ့အနေနဲ့ကတော့တင်မောရစားသုံးခြင်းကိုရှောင်ရှားသင့်ပြီးတော့ယောဂအခန့်ရှိသူတွေ၊ကျန်းမာရေးပြဿနာကြောင့်ဆေးဝါးမှုဝဲနေရသူတွေအနေနဲ့ဆရာဝန်နဲ့တိုက်မြင်ပြီးမှသာအသုံးပြုတတ်တယ်လို့အကြံပြုလာပါတယ်။ကျွန်တော်ဒီကနေ့မျှဝေပေးခဲ့တာကတော့တင်မောရကနေရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်သွားပေးကြပါလို့တောင်းဆိုပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပြင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုအသေးသေးတွေကိုလည်းထပ်မံကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုပါတယ်အားလုံးပဲစိတ်ရချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်